ကမ္ဘာသမိုင်းတွေကိုဘာသာပြန်ပြီးတော့ကိုယ့်အမြင်နဲ့ပေါင်းဆက်ပြောရတာပြဿနာမရှိပေမဲ့မြန်မာနိုင်ငံအကြောင်းကိုပြောရင်တော့တော်တော်လေးကိုစိန်ခေါ်မှုရှိပါတယ်။ဒါပေမဲ့လည်းတချို့သောအကြောင်းအရာတွေကကျွန်တော်တို့မြန်မာလူမျိုးတွေမြင်တဲ့အမြင်နဲ့နိုင်ငံခြားကမြင်တဲ့အမြင်ကလုံးဝမတူပါဘူး။နိုင်ငံခြားမီဒီယာတွေကမျိုးစုံရေးကြပြောကြပေမဲ့ကျွန်တော်ကတော့နိုင်ငံရေးဂိမ်းကစားပွဲတွေကိုပြောပြတာတွေကိုပို့ပြီးတော့စိတ်ဝင်စားပါတယ်။ကျွန်တော်တို့မြန်မာလူမျိုးတွေလည်းသိတဲ့နယ်လို့လည်းယူဆတာလည်းရှိပါတယ်။အခုပြောပြမယ့်အကြောင်းအရာတွေကိုပုဂ္ဂိုလ်ဆွဲပါတီဆွဲမုန်းဆွဲတွေကိုဘေးဖယ်ပြီးတော့နားထောင် ယ်ဆိုရင်တော့အဆင်ပြေလောက်မယ်လို့တော့ကျွန်တော်ယူဆပါတယ်ကျွန်တော်တင်ခဲ့တဲ့ဗီဒီယိုအများစုကိုနားထောင်ဘူးတဲ့သူတွေဆိုလို့ရှိရင်တော့ဘေးဘက်ကမှတစ်ဖက်လိုက်ပြီးတော့မပြောဘဲနဲ့အလေလက်ဖြစ်အောင်စ조사ထားတာကိုတော့သတိထားမိကြမှာပါကျွန်တော်မြန်မာနိုင်ငံက Russia American တရုတ်အိန္ဒိယတို့ရဲ့ proxy war ဂျာကန်ကစားရာအဆင်ပြေပြင်ဖြစ်မှန်းမသိဖြစ်လာနေပါတယ်အမှားယွင်းတစ်ခုဖြစ်တာနဲ့ကျွန်တော်နိုင်ငံက face state တစ်ခုဖြစ်လာနိုင်ပါတယ်ဒါဆိုရင်လက်ရှိကစားပွဲမှာဘေးနိုင်ငံကအတားရနေလေဆိုတာကိုသိဖို့လိုအပ်ပါတယ်ဒုတိယအချက်အနေနဲ့မြန်မာနိုင်ငံမှာရှိတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေ တွေအားလုံးကိုဘေးနိုင်ငံတွေကဘာအကျိုးတွေအတွက်ထောက်ပံ့ပေးနေတယ်ဆိုတာကိုလည်းသိဖို့လိုအပ်ပါတယ်ကျွန်တော်တို့ပြည်တွင်းကအဖွဲ့အစည်းတွေကခေါင်းစဉ်မျိုးစုံတက်ပြီးတော့ခြားကြပြင်မဲ့နိုင်ငံကြီးတွေကတော့အဲ့ဒီအကျိုးအတွက်သူတို့ကငွေကုန်ခံနေတာမဟုတ်ပါဘူးပထမဆုံးအနေနဲ့ကျွန်တော်တို့ကတရုတ်နိုင်ငံကိုကြည့်ရမှာပါတရုတ်နိုင်ငံကမြန်မာနိုင်ငံမှာယင်းနီမြုပ်နှံမှုတွေအများဆုံးလုပ်ထားတဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်ဒီလိုမျိုးတရုတ်စီးပွားရေးတွေနေရာတကာမှာကြီးစိုးနေတာကိုမြန်မာပြည်သူအများစုကမကြိုက်ကြပါဘူးဒီပြဿနာကိုမြန်မာအစိုးရအဆက်ဆက်ကလည်းပြောင်းလဲအောင်မလုပ်နိုင်ခဲ့ကြပါဘူးအကြောင်းရင်းက တော့ American အစိုးရကမြန်မာနိုင်ငံကို KSS ပိတ်ဆို့ရယူခြင်းဆိုတဲ့ sanction ကိုလုပ်ထားခဲ့ကြတဲ့အတွက်ကြောင့်မလို့ American နဲ့မိဖက်နိုင်ငံတွေကမြန်မာနိုင်ငံမှာစီးပွားရေးလာလုပ်ဖို့အတွက်လက်တွန်းကြတာလည်းပါပါတယ်။ဒီအချက်က American ကိုဂယုမဆိုင်တဲ့တရုတ်ကြီးတို့အတွက်တော့ပွားပေါက်တိုးသွားခဲ့ပါတယ်။အိန္ဒိယချင်းလည်းဖြစ်တဲ့တန်စရာပေါ်များတဲ့နိုင်ငံဖြစ်တာကြောင့်မလို့သူတို့အတွက်ဗဒေသာပင်တပင်ရသလိုဖြစ်သွားပါတယ်။မြန်မာအစိုးရနဲ့အဆင်ပြေနေပေမဲ့နေဆက်တလျှောက်မှာလည်းလက်နက်ကန်တပ်ဖွဲ့တွေကိုထပ်ပြီးတော့သူတို့ကမွေးထားပါသေးတယ်။အစိုးရနာမှာတရားဝင်ဝယ်လို့ဈေးကြီးနိုင် င်တဲ့ဟာမျိုးတွေကိုသူတို့ရဲ့လက်နက်ကန်အဖွဲ့တွေကိုအသုံးချပြီးတော့အောက်လန်းနဲ့ပြန်ပြီးဝယ်ပါတယ်။နေဆက်မှာနေထိုင်တဲ့တိုင်းရင်းသားတွေကိုလည်းတရုတ်စကားနဲ့တရုတ်ငွေကိုပဲအသုံးပြုစေပြီးတော့မတိမတာတရုတ်လွှမ်းမှုမှုတွေရရှိအောင်ပလန်ကြကြလုပ်ထားပါသေးတယ်။မြန်မာစကားနဲ့မြန်မာစာကိုအသုံးပြုဖို့မဆိုလိုသေးပါဘူး။တချို့တော့တိုင်းရင်းသားကောင်းဆောင်တွေကသူတို့ပိုင်ဆိုင်တဲ့နေမြေတွေမှာကိုယ်ပိုင်ဘာသာစကားနဲ့စာပေတွေအသုံးပြုဖို့အထီတော်မှမေ့ပြီးတော့တရုတ်လွှမ်းမှုမှုတွေကြီးမားနေတာပါ။နေဆက်တခြားမှာရှိရဲလက်နက်ကန်အဖွဲ့အစည်းတွေကတက်လာသမျှမြန်မာအစိုးရအဆက်ဆက်ကိုဖိအားပေးအကြက်ကန်မှုတွေမှု ွေးထားတာဖြစ်ပါတယ်ဒီအဖွဲ့အစည်းအားလုံးကို Federal လေးလုပ်ပေးဖို့မဟုတ်သလိုနိုင်ငံခွဲထွက်ဖို့အတွက်လုပ်ပေးမှလည်းမဟုတ်ပါဘူးသူနိုင်ငံရဲ့အကျိုးစီးပွားကိုကာကွယ်ဖို့အတွက်အသုံးချဖို့တသက်ပဲဖြစ်ပါတယ်အများအမြင်မှာမြန်မာဆိုရနဲ့တရုတ်ကအဆင်ပြေနေတယ်ထင်ရပေမဲ့တကယ်တမ်းတော့အဲ့လောက်ကြီးမဟုတ်ပါဘူးတရုတ်ဆိုရကမြန်မာကိုမျက်စိစုံမွေးစုရတဲ့အကြောင်းတွေရှိပါတယ်အဲ့ဒါကတော့မြန်မာဆိုရကရုရှားနဲ့ပေါင်းပြီးတော့ရုရှားတွေမြန်မာပြည်မှာခြေရှုပ်နေတာကိုသူတို့မမြင်လို့တာပါမြန်မာဆိုရဘက်ကလည်းစစ်ဖက်ရေးရနဲ့ပတ်သက်လို့ရှိရင်ရုရှားကိုပို့ပြီးတော့ယုံကြည်မှုရှိပါတယ်တရုတ်ကတော့ ူတို့ယုံကြည်မှုရှိပုံမရပါဘူး။ဒါကြောင့်လဲ၁၀နှစ်ခွန်ကြားပြန်ခေါင်းစဉ်တက်ပြီးရောစီအာဇတ်မှုတွေရှမ်းမြောက်မှာလှုပ်သွားပါတယ်။တရုတ်ထုတ်လက်နက်တွေကိုအသုံးပြုပြီးရောမြန်မာစစ်ဘက်ကိုအကြီးအကျယ်ရှုံးနေအောင်လှုပ်သွားတာတော့အားလုံးသိမှာပါ။ဒီပွဲမှာမြန်မာပြည်ကတော်လှန်ရေးအုပ်စုတွေကိုပါအသုံးချသွားပါသေးတယ်။ဆိုးရှိုးသွားတဲ့နေမြေတွေပြန်လည်ရရှိဖို့အတွက်တော့မြန်မာစုရနဲ့တရုတ်စုရကြားမှာအပေးအယူတွေအနည်းငယ်တော့ရှိနိုင်ပါတယ်။နောက်ဆုံးမှာတရုတ်ကိုမကြိုက်တဲ့မြန်မာတွေဟာတရုတ်ကောင်းစားဖို့အတွက်လှုပ်ပေးသွားတဲ့သဘောမျိုးတော့တက်ရောက်သွားပါသေးတယ်။ပြည်ရင်းပြည်ထနာကိုပြည်ရင်းမှာပဲမဆွေးနွေးကြပါနဲ့။ ယ်တရုတ်နိုင်ငံကိုခေါ်ပြီးတော့တရုတ်ကြီးကဝင်ရောက်ဆုံးဖြတ်ပေးရတဲ့အထိကျွန်တော်တို့နိုင်ငံဘက်ကအတော်လေးကိုတိတ်ခါကြစရာတွေဖြစ်သွားပါတယ်။ပြည်အပွဲကတော့ဘလူနေရီကိုတိမ့်ပိုက်သွားနိုင်ပြီပဲဆိုဆိုတရုတ်ပိုင်စီဝါရေးတွေကိုတော့ထိရတဲ့သူမရှိကြပါဘူး။ပို့ပြီးတော့တည်တာတာကတရုတ်ဆိုရကဘေမျိုးကနေထွက်ခွာပေးလိုက်ပါဆုတ်ခွာပေးလိုက်ပါလို့ပြောလိုက်တာနဲ့အကုန်လုံးကလိုက်လုကြပါတယ်။ဒါဆိုရင်ကျွန်တော်တို့လက်ရှိဖြစ်ပျက်သွားတဲ့အဖြစ်အပျက်တွေအားလုံးကတရုတ်နိုင်ငံအတွက်အကျိုးအမြတ်အများကြီးရှိသွားပြီလားဆိုတဲ့မေးခွန်းကိုမေးရမလို့တောင်ဖြစ်နေပါပြီ။နောက်ထပ်ကတော့အိန္ဒိယနိုင်ငံတစ်ခုဖြစ်တဲ့အိန္ဒိယနိုင်ငံကိုကျွန် န်တော်တို့ကြည့်ဖို့လိုအပ်ပါတယ်ဒီနိုင်ငံကလည်းတရုတ်နိုင်ငံလှုပ်သွားတဲ့အကွက်ကိုတော်တော်လေးသဘောကျနေပုံရပါတယ်အိန္ဒိယနဲ့မြန်မာနယ်စပ်တစ်လျှောက်မှာလက်နက်ကန်တွေမွေးဖို့ကြိုးစားနေပါတယ်ဒါပေမဲ့သူတို့အတွက်တော့ပြဿနာရှိပါတယ်အိန္ဒိယနဲ့မြန်မာနယ်စပ်တစ်လျှောက်မှာအိန္ဒိယအစိုးရကိုပြန်လည်ပုံကန်နေတဲ့တိုင်းဒါလက်နက်ကန်တွေရှိပါတယ်မြန်မာအစိုးရဘက်ကအဲဒီလက်နက်ကန်တွေကိုပြန်ကင်ပြီးတော့အုံချရင်သူတို့ဒုက္ခရောက်သွားနိုင်တဲ့အတွက်ကြောင့်မလို့ဒီဘွဲမှာတော်တော်များများလက်ရှောင်နေအောင်မြင်ရပါတယ်နောက်ထပ်တနိုင်ငံကတော့အမေရိကန်နိုင်ငံဖြစ်ပါတယ်သူကရောဒီဘွဲမှာဘလို့ပါဝင်ကစားနေရဲဆိုတာကလည်းစ ိတ်ဝင်စားဖို့ကောင်းပါတယ်။မှာစုံအနေနဲ့ကတော့ထိုင်းနိုင်ငံကိုအခြေပြုပြီးတော့ကြားပြည်နယ်နဲ့ကင်းပြည်နယ်မှာရှိတဲ့လက်နက်ကင်တွေကိုထောက်ပံ့ပေးနေတာပါ။ဒါပေမဲ့လည်းရှမ်းပြည်နယ်မြောက်ဘက်မှာဖြစ်ခဲ့တဲ့လိုမျိုးဖြစ်ပျက်ကိုသူ့ရဲ့နယ်ပယ်တွေမှာမဖြစ်လာသေးတဲ့အတွက်ကြောင့်မလို့တရုတ်ကြီးကိုတကူရှုံးနေတယ်လို့တောင်ပြောလို့ရပါတယ်။ဒါကလည်းတရုတ်ကြီးလိုမျိုးအိန္ဒိယချင်းမဟုတ်ဘဲနဲ့အဝေးကနေထောက်ပံ့ရတဲ့အတွက်ကြောင့်မလို့အခက်အခဲတွေရှိနေတာလို့လည်းပြောနိုင်ပါတယ်။အခုနောက်ဘက်မှာတော့တရုတ်ကြီးကထိုင်းနိုင်ငံကိုပါကြားပြန့်ကောင်းစင်နဲ့ထိန်းချုပ်လာတာကိုမြင်ရပါတယ်။ထိုင်းမရင်ကိုယ်တိုင်တရုတ်ကိုသွားပြီးတော့ဒီကြားပြန့်ကိစ္စတွေကိုဆွေးနွေးရ တဲ့အဆင့်ထိအောင်မှဖြစ်လာခဲ့ပါတယ်။ကျားပြန့်ကားဆောင်ရှီဇီချန်းကိုတရုတ်ကိုဖမ်းပေးရတဲ့အထိကောင်မှတရုတ်ရဲ့ဩဇာအာဏာကတက်ရောက်မှုရှိလာတယ်လို့ပြောလို့ရပါတယ်။ဒီကိစ္စကအမေရိကန်အတွက်ထိုင်းကိုစိတ်ပြည့်စရာတွေဖြစ်လာမှာပါ။ဒါကြောင့်မလို့အမေရိကန်နိုင်ငံကသူ့ရဲ့ second plan အနေနဲ့မဟာမိတ်နိုင်ငံဖြစ်တဲ့ဘင်္ဂလားဒေ့ရှ်ကိုအခြေပြုပြီးရောလက်နက်တွေထောက်ပံ့ပေးဖို့အတွက်ကြိုးစားလာနိုင်ပါတယ်။ဒီနေရာကိုရောက်လာပြီဆိုရင်တော့တွေးစရာတွေကတော်တော်လေးကိုများသွားပါပြီ။ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုအခြေပြုရတဲ့အတွက်ကြောင့်မလို့သူထောက်ပံ့မဲ့အဖွဲ့အစည်းက ARSA ဖြစ်လာမလားဆိုတာကတော့တွေးစရာပါပဲ။အဲဒီလို မျိုးဖြစ်လာခဲ့လို့ရှိရင်ရခိုင်ပြည်နယ်အတွက်ကတော့တော်တော်လေးကိုအန္တရာယ်ကြီးပါတယ်။တရုတ်ကလည်းသူ့ရဲ့ပိုင်လိုင်းနေရာအထိကိုအန္တရာယ်မကျရောက်လာဖို့အတွက်အကြီးအကျယ်ကာကွယ်မှုတွေလုပ်လာနိုင်ပါတယ်။အမေရိကန်ဘက်ကတော့ချင်းပြည်နယ်ကိုလည်းလက်နက်တွေထောက်ပံ့လာနိုင်ပါသေးတယ်။ရုရှားနိုင်ငံကတော့မြန်မာစစ်ဘက်ကိုလက်နက်တွေရောင်းတာနဲ့ထောက်ပံ့တာတွေလုပ်နေတာပဲရှိပါသေးတယ်။ကိုယ်တိုင်ပါဝင်ပတ်သက်နေတာကတော့သိပြီးတော့မရှိသေးပါဘူး။ဒါကတော့နိုင်ငံကြီးတွေမြန်မာပြည်မှာဝင်ကစားနေတဲ့ဂိမ်းပွဲတစ်ပွဲပဲဖြစ်ပါတယ်။ကျွန်တော်တို့မြန်မာနိုင်ငံသားတွေရဲ့အနေနဲ့အနာဂတ်မှာတွေးစရာဘူးတုဒ္ဒလေးရသွားလိမ့်မယ်လို့တော့မျှော်လင့်ပါတယ်။